Sky Daily ကြည့်ရှုသူမိဘပြည်သူများမင်္ဂလာပါရှင်ဒီကနေ့တင်ဆက်ပေးသွားမယ့်သတင်းအကြောင်းအရာကတော့2025ခုနှစ်အလုံသမားနှင့်အထိမ်းမဲ့အခမ်းအနားကျင်းပပြုလုပ်ခဲ့တဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်တိုင်းသားစီလုံးညီညွတ်ရေးပါတီဗဟိုကော်မတီဌာနချုပ်မှကြီးမူကျင်းပတယ်2025ခုနှစ်အပြည်ပြည်ဆိုင်ရာအလုံသမားနှင့်အထိမ်းမဲ့အခမ်းအနားကိုတော့ဒီကနေ့မေလ၁ရက်နေ့နေ့ဆယ်နာရီက တိုင်းသားစည်းလုံးညီညွတ်ရေးပါတီဗဟိုကော်မတီဌာနချုပ်မှကျင်းပပြုလုပ်ခဲ့ပါတယ်။မေလာတရက်နေ့မေဒီနေ့ဆိုတာအလုသမားတွေအားလုံးအတွက်တော့တကယ်ကိုအရေးကြီးတဲ့နေ့တစ်နေ့ပါ။19ရာစုလောက်မှာပင်မဆင်းရဲစွာနဲ့တနေ့ကိုနာယီပေါင်း20လောက်အထိအလုလုနေကြရတော့လေ။ညားစွာအောက်ကြပြီးလူစင်မမီဖြစ်နေကြတာကြောင့်အလုသမားကောင်းဆောင်များမှအလုချိန်ကို တနေ့10နာရီသာတတ်မှတ်ပေးရန် အမေရိကန်ပြည်ထောင်စုတွင်စတင်တောင်းဆိုခဲ့ကြပြီးအမျိုးမျိုးသောဖိနှိပ်မှုညှဉ်းပန်းမှုချုပ်ချယ်မှုတွေကြားထဲမှာအလုတမားတူကြီးတရက်လုံးကမစုံမနစ်ပဲစ조사ခဲ့ကြပြီး1886ခုနှစ်မေလတရက်နေ့မှာတော့တရက်၈နာရီသာအလုလုံမီဟုဆုံးဖြတ်ခဲ့ကြတော့လေချက်ချင်းမအောင်မြင်ပဲပုံမိုဆိုးရတယ်ဖိနှိပ်ချုပ်ချယ်မှုများကိုထက်မှန်ကြော်ဖြတ်ရင်းမှသာ အလုံသမားအရေးမှာ အောင်မြင်သွားခဲ့တယ်လို့သိရပါတယ်1889ခုနှစ်တွင် ပါရီမြို့၌ကျင်းပသောအပြည်ပြည်ဆိုင်ရာ ဆိုရှယ်လစ်ညီလာခံတွင် မေလာတရက်နေ့ကိုကမ္ဘာအလုံသမားနေ့ဟုသတ်မှတ်ခဲ့ကြရမှာမေလာတရက်နေ့ရောက်တိုင်းအလုံသမားနေ့အခမ်းအနားကိုကျင်းပပြုလုပ်ခဲ့တာယခုဆို135ကြိမ်မြောက်ရောက်ရှိခဲ့ပြီဖြစ်တယ်လို့သိရပါဗျာ ဒီကနေ့မှာလည်းတိုင်းရင်းသားစီလုံးညညရေးပါတီဗဟိုကော်မတီဌာနချုပ်အနေနဲ့မေလာတရက်နေ့အပြည်ပြည်ဆိုင်ရာအလုံသမားနေ့အထိမ်းအမှတ်အခမ်းအနားအဖြစ်မေလာတရက်နေ့မှာကြာရောက်တဲ့အပြည်ပြည်ဆိုင်ရာအလုံသမားနေ့အထိမ်းအမှတ်အခမ်းအနားကိုခန်းနာစီစဉ်ရှိရတဲ့အညီကျင်းပပြုလုပ်နိုင်ခဲ့တယ်လို့သိရပါတယ်။အဆိုပါခန်းနာနဲ့ပတ်သက်ပြီးတော့လေတာဝန်ရှိသူနဲ့တွေ့ဆုံကအခုလိုမေးမြန်းခဲ့ပါတယ်။ ကျွန်တော်ကတော့ဒီခဏမှာတာဝန်ကြတာကဗာဒီဥက္ကရာရဲ့တဝင်လာပါဘောနော်ဒီအလုပ်သမားတွေလည်းကျွန်တော်ပါတီဝင်တွေကိုပြပူတဲ့တဝင်သွားနေပတ်သက်ပြီးတော့ကျွန်တော်ဆွေးနွေးတင်ပြဖို့ပါဥက္ကရာရဲ့တဝင်တော်ဖတ်ကြားဖို့ပါဒီအလုပ်သမားတွေခန္ဓာတွေကျင်းပတဲ့အခါမှာအလုပ်သမားများအနေနဲ့လည်းမိတို့ရဲ့ဂုံဂုံပြုတဲ့အလုပ်သမားများကိုဂုံပြုတဲ့နေ့ရဲ့ အခါတမယဖြစ်တဲ့အတွက်ကြောင့်မလို့သူတို့မှဒီလိုအခမ်းအနားမျိုးကိုစိတ်ပါဝင်စားစွာတက်ရောက်ခြင်းနဲ့ကျွန်တော်တို့ပါတီဝင်တွေတော်များရှိပါတယ်အဲ့ဒါတော်တော်များလည်းတက်တက်ကြွကြတက်ရောက်ခဲ့ပါတယ်အဲကျွန်တော်တို့ဒီမှာတွေ့ရတာကတော့ပြီးခဲ့တဲ့ကာလတွေမှာဒီအလုမားတွေကသူတို့လုတ်တလောက်သူတို့ရဲ့ခံစားခွင့်တွေမရခဲ့ဘူးသူတို့ဘလို့ ဆောင်ရွက်ချက်ကလေးဆိုလို့ရှိရင်အလုပ်ရှင်တွေကဒီအလုပ်ချိန်ဟိုတတိယ7နာရီတည်းပို့ပြီးတော့တတ်မှတ်ထားတဲ့7နာရီတည်းပို့ပြီးတော့လုက္ကန်စီခဲ့တယ်နောက်တစ်ခုကလုက္ကမားရဲ့လုက္ခတွေကိုလည်းပဲထိုက်တဲ့လုက္ခတွေမပေးခဲ့ဘူးအဲဒါကြောင့်သူတို့ဘဝတွေကတစ်ချိန်လုံးကတော့တော်တော်လေးကိုဟိုထက်ခဲ့ခဲ့အဆင်မပြေဘဲနဲ့ဟို အလုပ်ကိုလုပ်ခဲ့ကြရတယ်ပေါ့နော်တလိုင်းကောင်းစီဆိုးရနေပြီးတော့ဘာလုပ်ပြီးရလဲဆိုတော့1960နဲ့တုံးကုနဲ့လူသမားများရဲ့အခြေပိုင်းရမယ့်ခွင့်နဲ့တာဝန်များပြဋ္ဌာန်းတဲ့ဥပဒေဆိုပြဋ္ဌာန်းပြီးတော့အဲ့ဒီဥပဒေအရလူသမားတွေရဲ့အကျိုးစီးပွားကိုကာကွယ်မှုဆောင်ရွက်ပေးခဲ့တာရှိပါတယ်နော်အဲ့တော့အဲ့လိုဆောင်ရွက်ပေးတဲ့ ကာလတစ်လျှောက်မှာလည်းအလုပ်သမားတွေရဲ့စိတ်ဓာတ်ဘိုင်းဆိုင်ရာလူပိုင်းဆိုင်ရာတို့တက်ပြမစီတဲ့အလုပ်သမားတွေအခမ်းအနားတွေဟိုနိုင်ငံတော်ကနေပြီးကြီးမှုကျင်းပတဲ့အခမ်းအနားတွေပြုလုပ်ခဲ့ပါတယ်အရင်လုံးကဆိုလို့ရှိရင်လည်းအလုပ်ရှင်တဲ့အလုပ်သမားပြိပက္ခတွေကပ္ပနာတွေအများကြီးရှိခဲ့တယ်အဲ့တော့အခုအချိန်မှာတော့ဒီမနိစပြိပကဖြစ်ရှင်းမှုနဲ့ပတ်သက်တဲ့ယုံကြည်အဓိက လို့ရှိရင်အဲ့လိုဒီမှာမြင်နိုင်ရုံကြီးအဲ့ဒါတွေဖွဲ့စည်းပြီးတော့ဆောင်ရွက်ပေးတဲ့အတွက်ကြောင့်မလို့ဒါတွေကအစဉ်ပြေမှုတွေရှိလာတယ်နောက်တစ်ခုကဖြည့်ရှင်းဆောင်ရွက်တဲ့အခါမှာလည်းပဲလို့ရှိရင်ကိုယ်စလဲပါလို့လို့ဒီမှာကိုယ်စလဲအဲ့လိုကိုယ်စလဲတွေနဲ့မြင်နိုင်ပြီးဆောင်ရွက်ပေးနေတဲ့အတွက်ကြောင့်အောင်မြင်တဲ့အထင်သာနေသားမှာရှိပါတယ်အခုကာလမှာတော့2008ဖွဲ့စည်းပုံအခြေခံဥပဒေအရပေါ့နော်။ဘာဖြစ်လဲဆိုတော့အဲ့ဒီမှာဒီဥပမာ24မှာ နိုင်ငံတော်ဟာအလုပ်သမားများရဲ့အခွင့်အရေးကောင်းရေးဆောင်ရွက်ရန်လိုအပ်တဲ့ဥပဒေပြပြဋ္ဌာန်းဆောင်ရွက်မယ်ဆိုရက်ပြဋ္ဌာန်းချက်ပါပါတယ်အဲ့ဒါလို့ပါတဲ့အတွက်ကြောင့်မို့ဒါကလူသမားတွေရဲ့အခွင့်အရေးကောင်းရေးဆောင်ရွက်ပေးဖို့အတွက်ဥပဒေပေါ်ပေါက်နေပြီဒါကြောင့်မို့ဒီဥပဒေတွေအရကျွန်တော်တို့လူသမားတွေရဲ့အခွင့်အရေးကိုကောင်းရေးဆောင်ရွက်ပေးလျက်ရှိရည်လို့တွေးရတယ်ပြဋ္ဌာန်းချက်ပါတဲ့အတွက်ကြောင့်မို့ပြည်သူတွေအလုပ်လက်မဲ့နေပါသွားနိုင်သွားစီနိုင်တဲ့ဆောင်ရွက်မှုတွေဆောင်ရွက်နေပြီဖြစ်ပါတယ်လို့ဒီချိန်က လုံမားရခေါင်းမုံဖြတ်ဟိုတိဆုပ်ချင်းခံရတဲ့ဘဝနေပြီးတော့လွတ်မြောက်ပြီးတော့မိမိရဲ့လှုပ်ရှားမိမိရဲ့ကြိုးပမ်းမှုအလျောက်ခံစား권တွေကိုဥပဒေနဲ့ရရှိနေပြီလို့ကျွန်တော်တို့အဲ့လိုပဲသဘောပေါက်ပါတယ်နော်